အားလုံးပဲမင်္ဂလာပါ Bamis Knowledge Hub Channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ internet ပေါ်မှာမကြာခဏတွေ့မြင်နေရပေမဲ့အစ်စ်အမန်လားခြေကားပြောဆိုနေကြတာလားဆိုတာကိုလူတော်တော်များများကဇဝေဇဝါဖြစ်တတ်ကြတဲ့ဖြစ်ရပ်တစ်ခုအကြောင်းကိုဝေမျှသွားပါမယ်ဒီဖြစ်ရပ်ကတော့ရံပြဲကျွန်းတိုက်ခိုက်မှုလို့ခေါ်ကြတဲ့ရခိုင်ပြည်နယ်ရံပြဲကျွန်းတနေရာမှာဂျပန်စစ်တပ်တစ်ခုကိုမိချောင်းတွေက ကိုက်ဖြတ်စားတောက်ခဲ့တယ်ဆိုတဲ့ဖြစ်ရပ်စုပြီးလူသိများပါတယ်။ဒါ့အပြင်ဒီဖြစ်ရပ်ကတလိမ့်ဆန်တိုက်ခိုက်မှုတစ်ခုတည်းအတွင်မှာလူအများဆုံးသေဆုံးခဲ့တဲ့ဖြစ်ရပ်တစ်ခုအဖြစ်လဲဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့တယ်လို့ပြောကြပါတယ်။ဒါကြောင့်ဒီဖြစ်ရပ်ကအမေရိကန်ဖြစ်ခဲ့သလားလောက်ကျန်ဇလန်တစ်ခုလားဆိုတဲ့အဖြစ်ကိုဒီနေ့ကျွန်တော်နဲ့အတူတူရှာဖွေကြည့်လိုက်ကြရအောင်။ပထမဆုံးဂင်းနစ်စံချိန်မှတ်တမ်းမှာဖော်ပြထားတယ်ဆိုတဲ့အချက်ကိုအရင်ဆုံးရှာဖွေကြည့်တဲ့အခါမှာတော့ ဒီဖြစ်ရကိုအမှန်တကယ်မှတ်တမ်းတင်ထားတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်ဒီဖြစ်ရကအမှန်တကယ်ဖြစ်ပွားခဲ့တယ်လို့ဆိုရမှာပါ။စံချိန်မှတ်တမ်းမှာဖော်ပြထားတာကတော့ဂျပန်စစ်သားအယောက်တစ်ထောင်နီးပါးဖြစ်တယ်လို့ဆိုပေမဲ့နောက်ပိုင်းဒီဖြစ်ရကိုအသေးစိတ်လေ့လာခဲ့တဲ့သူတွေကတော့ဒီမိချောင်းတွေရဲ့တိုက်ခိုက်မှုမှာသေဆုံးခဲ့တာက400ခန့်သာဖြစ်တယ်လို့အခိုင်အမာပြောဆိုထားပါတယ်။တကယ်လို့လူ400လောက်ပဲသေဆုံးခဲ့မယ်ဆိုရင်တော့ ဒါကတလိဆန်တွေရဲ့တိုက်ခိုက်မှုကြောင့်ဒီချိန်ထဲမှာလူအများဆုံးသေဆုံးခဲ့တဲ့ဖြစ်ရပ်တစ်ခုအဖြစ်မှတ်တမ်းဝင်နေအောင်ပါဒီဖြစ်ရပ်အကြောင်းကိုပထမဦးဆုံးဖော်ပြခဲ့တာကတော့ကနေဒါနိုင်ငံသားသဘာဝပါဝင်ခြင်းလေးလာသူ Bruce Stanley ပဲဖြစ်ပါတယ်သူ့မှတ်တမ်းတွေကအချက်လက်တွေကိုကိုးကားပြီးတော့ပဲဒီနေ့ဗီဒီယိုလေးကိုကျွန်တော်တင်ဆက်ပေးပါမယ်ဒီဖြစ်ရပ်ကကျွန်တော်တို့မြန်မာနိုင်ငံရခိုင်ပြည်နယ်ရံပြဲကျွန်းမှာဖြစ်ပွားခဲ့တာပါ အချိန်ကတော့1945ခုနှစ်ဒုတိယကမ္ဘာစစ်ကာလမှာဖြစ်ပါတယ်ဒီနေရာကလမူတော်တွေဒီတော်တွေနဲ့ဒီအတက်ကြကြောင်းပဲအမြဲတမ်းဘွတ်ထနေရတဲ့နေရာတစ်ခုပါ1945ခုနှစ်ဇန်နဝါရီလအထိဒီနေရာကိုဂျပန်တွေက ထိန်းချုပ်ထားခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ရဲ့အဆုံးသတ်ပိုင်းကိုရောက်ရှိလာနေပြီဖြစ်တာကြောင့်ချစ်တော်အာရှစစ်မြေနာမှာဂျပန်တွေလည်းတဖြည်းဖြည်းနဲ့စုခွာနေခဲ့ရတာပါ တခြားတစ်ဖက်မှာလည်းဂျပန်တွေခြေကုပ်ယူထားတဲ့ဒီရန်ပြဲကျွန်းကိုဗြိတိရှ်တပ်တွေကအသေးအတန်လိုချင်နေခဲ့ပါတယ်။ဒီနေရာကပင်လယ်နဲ့နီးတဲ့အပြင် ကုန်းမြေအနေအထားအရဗြိတိရှ်တို့အတွက်လေကြောင်းအခြေဆိုင်စခန်းတစ်ခုစောက်လုပ်လို့ရနိုင်တဲ့နေရာတစ်ခုဖြစ်နေတာကြောင့်ပါ။ဒါကြောင့်မဲ1945ခုနှစ်ဇန်နဝါရီလ14ရက်နေ့နေ့လယ်ခင်းမှာတော့အင်္ဂလိပ်တွေကရန်ပြဲကျွန်းကဂျပန်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီချိန်ကရံပြဲကျိုးမှတက်ဆွဲထားတာကတော့ဂျပန်ဘီရင်တက်မတော်ကအမှတ်24ချီလီယံတက်ရင်နဲ့အမှတ်121 second battle lion တက်တယ်ပဲဖြစ်ပါတယ်ဒီတက်နှစ်ခုကိုတော့ဂျပန်အရာရှိ major general ken ichi nagasawa ကဦးဆောင် နေခဲ့တာပါသူ့ရဲ့အုပ်ချုပ်မှုနဲ့ပဲဂျပန်စစ်သားတစ်ထောင်ခန်းကကျွန်းကိုပြပြဝဝကာကွယ်ထားနိုင်ခဲ့ကြပြီးတော့တိုက်ပွဲရဲ့အစောပိုင်းတွေမှာဂျပန်တွေကအသာရရှိနေခဲ့ပါတယ် ဒီလိုရွရွချွန်ချွန်ပြန်တိုက်နေတဲ့ဂျပန်တွေကြောင့်အင်္ဂလိပ်တွေကရန်ပြဲကျွန်းကိုမသိမ်းပိုင်နိုင်သေးပဲတိုက်ပွဲကလည်းဆယ်ရက်ခန့်ရှိလာခဲ့ပါပြီအဲ့ဒီနောက်မှာတော့ရန်ပြဲကျွန်းတိုက်ပွဲမှာလေကြောင်းပစ်ကူပေးဖို့ဗြိတိရှားတပ်ရဲ့ရန်ပြဲတိုက်ပွဲကွန်မန်ဒါဖြစ်တဲ့ General Cyril Lomas ကဗြိတိရှားတော်ဝင်လေတပ်ကိုအကူအညီတောင်းခံခဲ့ပါတယ်ဒီတောင်းဆိုမှုကြောင့်ဗြိတိရှားတော်ဝင်လေတပ်ကနေဒီနေရာကို dive ပုံပါနဲ့ ဟွာကာဟာရီကိန်းဘုံကျဲလေရင်နှစင်းစီလို့ပြီးတော့ရမဲကျုံးဘောကဂျပန်တပ်တွေ ရှိတဲ့နေရာကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်ပေးခဲ့ပါတယ်ဗြိတိရှားတွေဘက်ကလေချောင်းပစ်ကူတွေပါလာပြီးတဲ့နောက်မှာတော့ဒီတိုက်ပွဲရဲ့ချိန်ဝင်ရှာကပြောင်းလဲသွားခဲ့ပါပြီဂျပန်တွေကတဖြည်းဖြည်းအရေးနှိမ့်လာခဲ့ပြီးတော့1945ခုနှစ်ဇန်နဝါရီလ22ရက်နေ့မှာတော့ရံပြကျွန်းကိုလက်လွတ်ခဲ့ရပါတယ်1945ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့မှာတော့ ဂျပန်စစ်သားထောင်ကနန်းလောက်ကဗြိတိရှားတပ်တွေရဲ့လက်ရဖမ်းဆီးမှုကိုမခံကျင်ကြတာကြောင့်ရမျက်ကျွန်းရဲ့အနောက်ဘက်ဒီတော်တွေရှိတဲ့နေရာကိုအစုလိုက်ပြုံလိုက်ထွက်ပြေးခဲ့ကြပါတယ်။သူတို့မသိခဲ့တာကဒီနေရာကအရှေ့တောင်အာရှမှာကြောက်စရာအကောင်းဆုံးရေငယ်မိချောင်းအုပ်ကြီးရဲ့အိမ်ဖြစ်နေတာပါပဲ။ဒီနေရာမှာအကောင်ရေရာနဲ့ခြိတဲ့မိချောင်းတွေကဒီအတက်အကျနဲ့အတူလမှုတော်တွေထဲမှာရှင်သန်ကျဆားနေခဲ့ကြတာကအရာစုနှစ်တွေချီပြီးတော့ရှိခဲ့ပါပြီ။ ခုတော့ဒီနေရာကိုဂျပန်စစ်သားထောင်ကနန်းလောက်ကအနေရကိုမမြင်ခဲ့ကြပဲခြေချလာခဲ့ကြပါပြီသူတို့ဝင်ရောက်လာခဲ့တဲ့ဒီရေတောကြီးကအကျယ်16ကီလိုမီတာခန့်အထိရှိနေပြီးတော့ဒီ area အနှံ့အပြားမှာရင်ငယ်မိချောင်းတွေရှိနေခဲ့တာပါတစ်ဖက်မှာလည်းပင်လယ်ထွက်ပေါက်ကိုရောက်ရှိနိုင်ဖို့ဂျပန်နေအတွက်ရွေးချယ်စရာကဒီလမ်းတစ်ခုသာရှိနေခဲ့ပြန်ပါတယ် သူတို့နဲ့ကီလိုမီတာအနည်းငယ်အကွာမှာဗြိတိရှတက်ရင်၃ခုကနောက်ကနေနည်းမြေလိုက်လံရှင်းလင်းနေခဲ့တာကြောင့်ဂျပန်နဲ့အတွက်လည်းဘလို့မှနောက်ဆုတ်လို့မရတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ဗြိတိရှတွေကရန်ပြဲကျွန်းသိမ်းတိုက်ပွဲမှာအမတ်81 India Infantry Brigade အမတ်36 India Infantry Brigade နဲ့ Ryan Marine Commando တပ်စုတို့ကပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ဒီတက်ရင်၃ခုကလည်းဂျပန်တပ်တွေရဲ့အနီးအနားမှာပဲစခန်းချနေခဲ့ကြတာပါ။ ညာဦးပိုင်းကိုရောက်လာတဲ့အချိန်မှာတော့ဂျပန်တွေဝင်ပြေးသွားခဲ့တဲ့ဒီရီတော်တွေကနေလုတ်ရဲကြောက်စရာကောင်းတဲ့အော်ဟစ်တန်တွေညင်းညူတန်တွေနဲ့အတူတနက်ပြတန်တချို့ကိုလည်းအင်္ဂလိပ်တွေကြားခဲ့ရပါတယ်အဲ့ဒီနေညာကရံပြဲကျွန်းတနေရာမှာငရဲပွက်တလို့ကြောက်လန့်တကြားအော်တန်တွေတနက်ပြခတ်တန်တွေကိုနိုင်ပေါင်းများစွာ ကြားနေခဲ့ရပါတယ်အင်္ဂလိပ်တွေအနေနဲ့လည်းညာဘက်ဖြစ်နေတာကြောင့်ရော ရန်သူရဲ့တီနီယာကိုအတိအကျမသိရှိခဲ့တာကြောင့်ရောလိုင်လံကြည့်ရှုတာမျိုးလည်းမရှိခဲ့ပါဘူး။ဘသူကမှလည်းဘာတွေဖြစ်နေသလဲဆိုတာကိုမတွေးတက်ခဲ့ကြသလိုအဲ့ဒီနေညာကသူတို့ကြားခဲ့ရတဲ့အနိဋ္ဌာယုံ အတန်တွေကနောက်တစ်ချိန်ကမ္ဘာသမိုင်းတွေကကြောက်စရာအကောင်းဆုံးဖြစ်ရဲ့စိုးကြီးတွေတဲကတခုဖြစ်လာမယ်ဆိုတာကိုလည်းဘသူကမှကြိုတင်မသိရှိခဲ့ကြပါဘူး။နောက်နေ့မနက်ဗြိတိရှစစ်ကြောင်းကဒီနေရာကို ရောက်ရှိလာချိန်မှာတော့ဘယ်သူမှထင်မှတ်မထားတဲ့မြင်ကွင်းကိုတွေ့မြင်ခဲ့ရပါတယ် ရာနဲ့ချီတဲ့ဂျပန်စစ်သားတွေရဲ့သွေးတွေကဒီတောကြီးတစ်ခုလုံးကိုဖုံးလွှမ်းနေခဲ့ပြီးတော့ခနာကိုအစိတ်အပိုင်းတွေအပိုင်းပိုင်းဖြစ်နေတဲ့အလောင်းတွေကလည်းနေရာအနှံ့မှာပြန်ကျဲနေခဲ့တာပါလွန်ခဲ့တဲ့ရက်အနည်းငယ်ကမှသူတို့နဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ဒီဂျပန်စစ်သားတွေရဲ့69ရာခိုင်နှုန်းလောက်ကအခုချိန်မှာ အသက်မရှိကြတော့ပါဘူးဒီထက်ကမှကြံရစ်သူအယောက်20ခန်းကိုရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက် သူတို့မေးမြန်းစုံစမ်းကြည့်ရတာကနေဒီသမိုင်းဝင်မိချောင်းတိုက်ခိုက်မှုကြီးအကြောင်းကိုသိရှိခဲ့ကြရပါတယ်။ညဘက်ပိုင်းမှာဂျပန်တွေစခန်းချနေခဲ့တဲ့နေရာမှာပဲမိချောင်းတွေကဝင်ရောက်ကိုက်တက်ခဲ့ကြတာပါ။အင်္ဂလိပ်တပ်တွေနဲ့မနီမဝေးမှာဖြစ်နေတာကြောင့်မီးမထွန်းခဲ့ရဲကြပဲအမောင်ထဲမှာတိတ်တိတ်ဆိတ်ဆိတ်နေခဲ့ရတဲ့ဂျပန်စစ်သားတွေကရုတ်တရက်ရောက်ရှိလာတဲ့မိချောင်းတွေကိုတွေးလိုက်ရတဲ့အခါမှာတော့သွေးပြက်ခြောက်ခြားစွာနဲ့ထွက်ပြေးခဲ့ကြပါတယ်။ ဒါပေမဲ့ဒီနေရာအနှံ့ကိုဖုံးလွှမ်းထားတဲ့မိเจ้าတွေရဲ့လက်ကနေမလွတ်မြောက်နိုင်ခဲ့ပဲတည်ဆုံးခဲ့ကြရတာပါ။ဒါပြင်ညအမောင်ထဲမှာမီးအောင်မရှိတာကြောင့်ရောဂျပန်တွေကဘာမှမတဲတဲကွဲကွဲမမြင်ရပဲသူတို့ဘဝရဲ့နောက်ဆုံးအချိန်တွေကိုသွေးပြက်ပွေရာဖျက်ဆီးခဲ့ကြရပါတယ်။တတော်များများကမိเจ้าတွေရဲ့တပ်ဖြတ်မှုကြောင့်တည်ဆုံးခဲ့ရတယ်လို့တချို့ကလည်းကြောက်လန့်တကြားတနက်တွေနဲ့ပြစ်ခတ်ကြရင်အချင်းချင်းထိမှန်တည်ဆုံးကုန်ကြတာတွေလည်းရှိပါတယ်။ ဂီနီမတ်တန်မှာတော့မိကျောင်းတွေရဲ့တိုက်ခိုက်မှုကြောင့်ဂျပန်စစ်သားတထောင်ခန့်မှာအယောက်20ကသာလွတ်မြောက်ခဲ့တယ်လို့ဖော်ပြခဲ့ပေမဲ့အသေးစိတ်လေ့လာသူတချို့ကတော့မိကျောင်းတွေရဲ့တိုက်ခိုက်မှုကြောင့်ဂျပန်စစ်သားအယောက်400ခန့်သာသေဆုံးခဲ့ပြီးတော့ကျန်တဲ့သူတွေကတော့စစ်ပွဲကရရှိခဲ့တဲ့ဒဏ်ရာတွေရတဲ့ဆုံးရှုံးတာတွေနဲ့ယောဂပိုးမွားတွေကြောင့်သေဆုံးခဲ့တာဖြစ်တယ်လို့မှတ်တမ်းတင်ခဲ့ကြပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီဖြစ်ရပ်ကတလေးဆန်တွေရဲ့တိုက်ခိုက်မှုကြောင့် တချိန်ထဲမှာလူအများဆုံးသေဆုံးခဲ့ရတဲ့ဖြစ်ရပ်တစ်ခုဖြစ်ကမ္ဘာစံချိန်မှတ်တမ်းဝင်ခဲ့ပါတယ်ဒီလိုမျိုးမိချောင်းအကောင်ကြီးအများကြီးကတချိန်ထဲမှာတိုက်ခိုက်တာမျိုးကအရင်တော့ကမဖြစ်ခဲ့ဘူးသလိုယခုချိန်ထိလည်းဖြစ်ပွားမှုချင်းမရှိသေးပါဘူးဒီဖြစ်ရပ်က1945ခုနှစ်ဖေဖော်ဝါရီလမှာဖြစ်ပွားခဲ့တာကြောင့်ဘာကြောင့်ဒီလိုတိုက်ခိုက်မှုကြီးဖြစ်ခဲ့ရသလဲဆိုတဲ့ဖြစ်နိုင်ခြေတွေတော့ရှိနေခဲ့ပါတယ် ချီတောင်အာရှကရေငန်မိချောင်းတွေကမတ်လကနေစက်တင်ဘာလအထိမိလိုက်ရသည်ဖြစ်တာကြောင့်ဒီလိုမိလိုက်ရသည်နီးကပ်ချိန်တွေမှာတလိမ့်ဆန်တော်တော်များများကခတ်ထန်ပြီးတော့ရန်လိုတတ်ကြပါတယ်။အဲ့လိုချိန်မှာသူတို့ကြက်စားရနေမြေတဲကိုရုတ်တရက်ရောက်ရှိလာတဲ့ထောင်ကနန်းလောက်ရှိတဲ့လူအုပ်ကြီးကိုတွေ့တဲ့အချိန်မှာတော့အဆုလိုက်အပြုံလိုက်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ကြတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒီလိုမဟုတ်ဘဲတခြားတစ်ခု အနေနဲ့ဆိုရင်တော့ ဒီလိုမျိုးညာဘက်တွေမှာယာနဲ့ချီတဲ့မိချောင်းတွေက လူအစုလိုက်အပြုံလိုက်ကိုတခါတည်းတက်ဖြတ်ဖို့ဆိုတာကတဘာဝလုံးကိစ္စတွေနဲ့ဆက်ဆက်နေသလားဆိုတဲ့မေးခွန်းတစ်ခုတည်းသာကျန်မာတော့တယ်မိတ်ဆွေတို့ရောဘလို့ထင်တယ်လဲဆိုတာကို ယူဆချက်လေးတွေကိုကွန်မန့်မှာရေးသွားနိုင်ပါတယ်1945ခုနှစ်ဖေဖော်ဝါရီလတည်းကနေ့တနေ့မှာ ဖြစ်ပွားခဲ့တဲ့ဒီဖြစ်ရပ်ကအဲ့ဒီချိန်ကသတင်းလေးတစ်ခုသာဖြစ်ခဲ့ပေမဲ့အခုချိန်မှာတော့ကြောက်စရာကောင်းတဲ့တမိုင်းကြီးတစ်ခုဖြစ်သွားခဲ့ပါပြီ ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်ဆုံးခင်ဗျာ။